မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပျော်ပွဲမြို့မန္တလေးတိုင်းရပ်ကွက်မှာဒီဇင်ဘာလ31ရက်နေ့ New Year ညမှာအရက်မူးနေတဲ့ရဲတပ်သားထောက်ဦးပိုင်အပါအဝင်ရဲငါးဦးကရပ်ကွက်နေပြည်သူများကိုတနက်နေ့ပြစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပြည်သူလူထုကလိုက်လံပြီးတော့ဝိုင်းဝန်းရိုက်နှက်ရာရဲများထွက်ပြေးသွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ ဒီဇင်ဘာလ31ရက်နေ့ည8:00နာရီအချိန်မှာမန္တလေးတိုင်းပျော်ပွဲမြို့မန္တလေးတိုင်းရပ်ကွက်မှာလူငယ်များစုဝေးပြီးတော့ New Year ပျော်ပွဲရွှင်ပွဲကျင်းပနေကြတယ်လို့သိရပါဗျ။အဲ့ဒီအချိန်မှာပျော်ပွဲမြို့မှာရဲစခန်းကအရက်ဝင်းနဲ့ရဲတပ်သားထပ်ဦးပိုင်ကအရက်မူးနေပြီးတော့စိုင်းကယ်နဲ့ရောက်ရှိလာပြီးစိုင်းကယ်လီဗာကိုအတကုံဆွဲပြီးတော့အိတ်ဇောတန်ကိုစူညင်အောင်ပြုတ်လုခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ရပ်ကွက်နေလူငယ်များကစိုင်းကယ်အိတ်ဇောတန်ကိုစူညင်အောင်မပြုတ်လုရန်တားမြစ်ခဲ့ရမှာငါကရဲကွက် လို့တော့ဘာဖြစ်လဲဆိုပြီးတော့ရဲတပ်သားထပ်ဦးပိုင်ကပြန်လည်ဆဲဆူခဲ့တယ်လို့သိရပါတယ်။ရက်ကွက်နေလူငယ်များနဲ့ရဲတပ်သားထပ်ဦးပိုင်တို့ကြားမှာစကားများရန်ဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ရဲတပ်သားဟာစိုင်းကဲနဲ့ပြန်လည်ပြီးတော့ထွက်ခွာသွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့နိုင်ဝက်ခန့်အကြမှာစိုင်းကဲ၃စီးနဲ့ရဲတပ်သားထပ်ဦးပိုင်ဦးဆောင်နဲ့ရဲ၅ဦးကတနက်တက်လိုက်နဲ့ပြန်လည်ရောက်ရှိလာပြီးတော့အဲ့ဒီလူငယ်တွေလူအုပ်ကြားတဲ့ကိုတနက်နဲ့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ကြီးစားနှစ်ချက်ထွက်သွားပြီးတဲ့နောက်မှာ တနက်ဟာဆက်ပြစ်လို့မရတော့ဘဲနဲ့ကြီညက်သွားခဲ့တယ်လို့သိရပါတယ်။လူငယ်များကပြည်သူလူထုကိုတနက်နဲ့ပြစ်ခတ်တဲ့ရဲတပ်သားထပ်ဦးပိုင်အပါအဝင်၅ဦးကိုဝိုင်းဝန်းပြီးတော့ရိုက်နှက်ခဲ့ရာရဲ၅ဦးစလုံး ထွက်ပြေးသွားရတယ်လို့သိရပါတယ်ရဲများရဲ့ပြစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့တော့ပြောပါတယ်ရဲတပ်သားထက်ဥပိုင်အပါအဝင်ရဲငါးဦးထွက်ပြေးသွားပြီးတဲ့နောက်စိုက်ကယ်၃စီးနဲ့တနက်ကြီးစံ၁၀တောက်ကြီးပေါက်တစ်ခုကျန်ရစ်ခဲ့တယ်လို့သိရပါတယ်ပြောပွဲမျိုးမှာရဲစခန်းကမျိုးနယ်ရဲတပ်ဖွဲ့မှုနဲ့အဖွဲ့ကအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာပြီးတော့စိုက်ကယ်နဲ့ကြီးစံများကိုပြန်လည်ကောက်ယူသွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဘုဒ္ဓလင်မြို့နယ်အင်အား30ကျော်နဲ့အခိုင်အမာတိစောက်ထားတဲ့ကုတော်နေမြေရဲစခန်းကိုစစ်ကောင်စီတပ်သားများကစခန်းကိုဆုတ်ခွာပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီဇင်ဘာလ31ရက်နေ့မှာကုတော်နေမြေရဲစခန်းကိုစစ်ကောင်စီတပ်သားများကစခန်းဆုတ်ခွာသွားခြင်းဖြစ်ပြီးတော့အဲ့ဒီစခန်းကိုအင်အား30ခန်းနဲ့တပ်ဆွဲထားကအခိုင်အမာတိစောက်ထားတယ်လို့သိရပါတယ် ်ဘူးတလေမျိုးပေါ်ကစစ်တပ်စစ်ကြောင်းကသူတို့ကိုလာရောက်ပြီးတော့ခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကုတော်ရွာရဲစခန်းကစစ်ခွေးတွေကိုဘူးတလေမျိုးပေါ်ကစစ်ကြောင်းနဲ့လာပြီးတော့ခေါ်သွားတယ်စခန်းကနေထွက်သွားတာကဒီဇမလ31ရက်နေ့ကထွက်သွားတာစခန်းထဲကစစ်ခွေးတွေမရှိတော့ဘူးလို့သိရတာကဇန်နဝါရီလ1ရက်နေ့မွန်လွဲ2နာရီလောက်မှသိရတာစခန်းအတွင်းထဲကိုတော့ဘုဒ္ဓလင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ကိုကျွတ်ကလေးအဖွဲ့နဲ့မောင်ထောင်တိုက်နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကပူးပေါင်းပြီးတော့ စခန်းထဲကိုရှင်းလင်းရေးတွေလုပ်သွားတယ်လို့တော်လိုင်းသတင်းအင်းမေကရှင်းပြထားပါတယ်။အဲ့ဒီကုတော်ရရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်ကရှင်းလင်းရေးတွေပြုလုပ်ခဲ့ပြီးစခန်းအတွင်းထဲကပစ္စည်းတချို့ကိုလည်းတင်းစီနိုင်ခဲ့တယ်လို့သိရပါတယ်။စခန်းပတ်လည်ကမိုင်းတွေကိုလည်းရှင်းလင်းနိုင်ခဲ့ကြောင်းပြောပြထားပါတယ်။ကျွန်တော်တို့သိရသလောက်ကတော့စခန်းအတွင်းထဲမှာစစ်တပ်ကတိုင်မိုင်းတွေနင်းမိုင်းတွေထောင်ထားခဲ့တယ်။စခန်းအတွင်းကပြည်သူတွေစီကနေပြီးတော့မတရားတင်းစီထားတဲ့ကားတွေ၊ဆိုင်ကယ်တွေ၊မီးစက်တွေနဲ့ပြည်ဘောကပစ္စည်းတွေကိုတင်းစီရမိတာတွေရှိတယ်လို့သိထားရတယ်။ ကာကွယ်ရေးတပ်ကတော့စခန်းကိုရှင်းလင်းရေးတွေလုပ်ပြီးတော့ပြန်ထွက်သွားပြီးစခန်းကိုဆုတ်ခွာသွားတဲ့စစ်ခွေးတွေကတော့ဘူးတယ်လေမျိုးပေါ်ကိုရောက်သွားပြီလို့တော်လိုင်းရေးသတင်းအရေးမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မြက်ရှာကျေးရွာကိုရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သားအယောက်50ကျော်တေဆုံးပြီးလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ1ရက်နေ့မနက်7:00နာရီကန်ကနထိုးကြီးမြို့နယ်မြက်ရှာကျေးရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့စခန်းထိုင်နေတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲညနေ4:00နာရီကျော်အထိဖြစ်ပွားခဲ့ပြီးတော့စစ်သားအယောက်50ကျော်တေဆုံးပြီး ကျန်တဲ့စစ်သားတွေကတော့ဒဏ်ရာတွေနဲ့ဂစင်ကလေးကထွက်ပြေးသွားကြတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်သားများအုံပြုတယ်။ MA3 အမျိုးအစားတနက်တလက်၊ MA94 အမျိုးအစားတနက်တလက်၊ MA1 အမျိုးအစားတနက်တလက်၊ MA2 အမျိုးအစားတနက်တလက် BA63 အမျိုးအစားတနက်တလက်နဲ့စစ်အုံဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး SSDF မြင်းရံခရိုင်အမှတ်၄တိုက်ရင်အမှတ်၃၀တိုက်ရင်နဲ့မြင်းရံမြို့နယ်ပကဖ local အဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တအူးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်မန္တလေးတိုင်းမြင်းရံမြို့နယ်မင်းနေကုန်းရဲစခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သားအများအပြားထိခိုက်ဒေဆုံးပြီးတော့အရှင်ဖမ်းဆီးရမိတဲ့ဒုရဲရှိကြောင်းတော်လိုင်းသတင်းအရင်းမြစ်ကပြောကြားထားပါရယ်ဒီကနေ့ဇန်နဝါရီလ2ရက်နေ့မနက်6:00နာရီအချိန်ကမြင်းကြံမြို့နယ်မင်းနေကုန်းရဲစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ရာမနက်9:00နာရီအချိန်မှာစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါရယ်အကြမ်းဖက်စစ်သားနဲ့ရဲများထိခိုက်ဒေဆုံးမှုတွေရှိပြီးတော့လက်နက်ချအလင်းဝင်တဲ့ဒူတွေလည်းရှိတယ်လို့သိရပါရယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကမနက်8:30မိနစ်အချိန်မှာ Jet Fighter တစ်စီးနဲ့ ်မင်းနေကုန်းရဲစခန်းတက်ဝိုက်ကိုဘုံးတွေကျဲချကာစစ်တပ်နဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အနီးနားမှာရှိတဲ့စုံရွာကပြူစောထီးများကလည်းလက်နက်များပစ်ဖောက်ပြီးတော့ချင်းချောက်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲတောင်သာမြို့နယ်စကြမ်းတိုက်နယ်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားနဲ့ရဲများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းမြင်းကြံခရိုင်အမှတ်3တပ်ရင်းထံကသိရှိရပါတယ်။ဒီဇင်ဘာလ31ရက်နေ့မနက်6:45မိနစ်ကတောင်သာမြို့နယ်စကြမ်းတိုက်နယ်ရဲစခန်းကိုတောင်လိုက်တပ်ဖွဲ့များကပူးပေါင်းပြီးတော့ မြေပြင်နဲ့ဝေဟင်ကနေစီးနင်းတိုက်ခိုက်ခဲ့ရာ မနက်7:45မိနစ်အချိန်အထိကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သားရဲနဲ့ပြူစောတိများအများပြားထိခိုက်သေဆုံးကုန်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter 3စီးနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တဲ့အပြင်မြေပြင်ကစစ်ကူအများပြားရောက်ရှိလာတဲ့အတွက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမြင်းကြံခရိုင်တိုက်ရင်3ရဲပေါ်များမြင်းကြံခရိုင်တိုက်ရင်3 Drone Team တပ်ဖွဲ့ဝင်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မြင်းကြံခရိုင်အတွင်းမှာတိုက် က်ပွဲများပြင်းထန်နေပြီးတော့မိဘပြည်သူများအနေနဲ့မြင်းကြံတောင်သာကားလမ်းပိုင်းကိုညနေ6နာရီကနေမနက်6နာရီအတွင်းဖြတ်တန်းသွားလာခြင်းမပြုလုပ်ကြရနဲ့အခုလိုမျိုးတားမြင့်ကတ်တတ်မှုကိုအခုဇန်နဝါရီလကုန်အထိကိုတားမြင့်လိုက်တယ်လို့မြင်းကြံခရိုင်အမှတ်3တရင်ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာတခုတည်းကြန့်ရှိနေသေးတယ်ရခိုင်ရိုးမတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့တောင်ပုံကြီးဆက်စခန်းကိုအရခတ်တပ်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တောင်ကုန်းတမျိုးလုံးကိုအရခတ်တပ်တော် AA ကသိမ်းပိုက်ပြီးတဲ့နောက် ပြည်မြို့အုတ်ရှစ်ပင်အနီးကတောင်ပုံကြီးဆက်ဆက်ခန်းကိုတိုက်ခိုက်နေပြီးတော့မနေ့ကဇန်နဝါရီလ၁ရက်နေ့မနက်ပိုင်းကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ရှေ့တန်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်။ကျွန်တော်ကြားတာကတော့မနေ့ကမနက်ပိုင်းမှာတိုက်ပွဲတော်တော်ပြင်းတယ်လို့ပြောတယ်။တောင်ကုန်းမှာကဒီတောင်ပုံကြီးဆက်ဆက်ခန်းတစ်ခုပဲကျန်တော့တယ်။တောင်ကုန်းဗထောင်းရိုးလမ်းပေါ်မှာပေါ့အနီးနာကစွပြက်တပြေမိုက်ခရိုစတဲ့ကြီးရွာတွေကိုစစ်ကောင်စစ်ကလေးချောင်းကနေဘုံကျဲခဲ့လို့အရက်သားတွေရွာသားတွေအသေးပြောက်များတယ်လို့သိရတယ်။ အရေးအတွက်အတိအကျကိုတော့မသိရသေးဘူးလို့ပြောဆိုထားပါတယ်တောင်ပုံကြီးတပြေစွပြက်မိုက်ခရိုစတဲ့ခြေရွာများဟာ ရိုးလန်းတလျှောက်တဆက်သေးဖြစ်ပြီးတော့စစ်ကောင်စီရဲ့လေကြောင်းကနေဘုံကျဲတက်ခတ်မှုကြောင့်အသေးပြောက်များပြားတယ်လို့သိရပါတယ်။ရခိုင်ပဲခူးအဆက်ညောင်ကျိုးကပြည်သူတွေလည်းအုတ်ရှိပင်မျိုးကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်။စစ်ကောင်စီကအဲ့ဒီအနီးအနားပတ်ဝန်းကျင်တွေကိုတောက်လျှောက်လေကြောင်းကနေပိတ်ခတ်နေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။အယူတောင်ပေါ်မှာလဲကြာရှိနေသေးတဲ့စစ်ကောင်စီရဲ့ဆဲစခန်းများကိုအရခတ်တက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေကစင်ကလေးအနေနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလဲလိုက်လံရှင်းလင်းနေတယ်လို့သိရပါဗျာ။ အမ်းမြုံနဲ့16မိုင်ခန့်ဝေးတယ်ချင်းလူမျိုးတွေနေထိုင်တဲ့စင်ကုန်တိုင်းကျေးရွာအနီးမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်ဒီဇင်ဘာလ28ရက်နေ့မနက်ပိုင်းကလည်းစစ်တွေမျိုးအဝင်းမှာရှိတဲ့ကြောက်တန်းဆက်စေးရိတ်ဂိတ်ကိုအရခတ်တက်တော် AA ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ပြီးတော့ကလဒန်မြို့ဝမှာရှိတဲ့စစ်ကောင်စီရဲ့စစ်သင်းမောများကို AA ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရခိုင်ပြည်အတွင်းမှာစစ်ကောင်စီနဲ့ AA တို့တိုက်ပွဲတွေဆက်လက်ရှိနေသေးပြီးတော့ လက်ရှိမှာတော့ AA ကရခိုင်ပြည်တဲကမြို့၁၄မြို့နဲ့ချင်းပြည်နယ်တဲကပလတ်ဝမ်းမြို့တွေကိုတိမ့်ပိုက်ထားတယ်လို့သိရပါတယ်မျိုး25ခုကိုတိမ့်ပိုက်ထားတဲ့အရခတ်တက်တော် AA အနေနဲ့စစ်တွေကြောက်ဖြူမန်းအောင်ရခိုင်ပြည်အတွင်းမှာမျိုး3မျိုးသာထိန်းထားနိုင်တော့တဲ့အာနာသိန်းစစ်ကောင်းစီကိုငြိမ်းချမ်းရေးကန့်လန့်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူအရှိရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ရာကလေးငယ်၃ဦးအပါအဝင်ပြည်သူ9ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ31ရက်နေ့နေ့လယ်ပိုင်းအချိန်မြေပဲတွေရိတ်သိမ်းနေတဲ့တောင်သူများနဲ့ကောက်ရိတ်တမများကြားထဲကိုအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။လက်နက်ကြီးထိခိုက်မှုကြောင့်မတ်တင်တင်မာအသက်40နှစ်မတ်တင်မာရဲ့တားဖြတ်သူမောင်ကောင်းစင်တပ်10နှစ် မချစ်မုံတဲအသက်15နှစ်မချိုမာ40နှစ်မချိုမာရဲ့တမီးဖြစ်သူမအင်ချင်းဖြူ17နှစ်မောင်အောင်ပြေဖြူ4နှစ်မအီအီမုံ36နှစ်တို့ခုနှစ်ဦးတေဆုံးခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။ဒါအပြင်ဝက်လူရွာအဝင်ရေးကြောမှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်လည်း မြို့သားဘက်ကနေမောင်းနှင်လာတဲ့စူစူကီခွဲဘလူးကထိမှန်ပြီးတော့ကားကိုမောင်းနှင်လာတဲ့ဝက်လူးအလဲရွာသားဦးစော်လက်ရဲ့ညာဘက်ပိုင်းကိုကြီးစံထိမှန်ပြီးတော့လမ်းရဲ့ညာဘက်ငားမိကန်နဲ့တဲ့ကြောက်သေးကိုကားတိမ်မောက်ပြီးတော့တိတ်ဆုံးသွားခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်အလားတူပဲနထိုးကြီးမြို့နယ်ရွာတဲ့ရွာဘက်ကစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ဟာဒီဇင်ဘာလ26ရက်နေ့မှာဒိုင်းလေကြေးရွာအတွင်းကိုဝင်ရောက်ပြီးတော့မိရှုဖြတ်စည်းသွားတယ်လို့သိရပါတယ်၎င်းမိရှုဖြတ်စည်းမှုကြောင့်ဒိုင်းလေရွာသား ဦးစိုးရဲ့နေအိမ်တစ်လုံး၊နွားရဲတစ်လုံး၊ဆိုင်ကယ်တစ်စီး၊မိဖို့ကြောင့်တစ်ဆောင်နှမ်း6တင်းမြေပဲတင်း90တို့ပျက်စီးသွားကြောင်းဒေသခံပြည်သူများကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ဘကူတိုင်းမင်းလာမြို့နယ် တင်တော်ရိုးရွာကအသက်15နှစ်အရွယ်ဖိုးတာထူးအပါဝင်လူငယ်10ဦးကျော်ကိုအကြမ်းဖက်ဆက်တက်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားရ7နှစ်အနည်းညာပိုင်းမှာတင်တော်ရိုးရွာကအကြမ်းဖက်ဆက်တက်သတင်းပေးတန့်စင်နိုင်ဆိုသူကအသက်15နှစ်အရွယ်ဖိုးတာထူးနဲ့ကြေးရွာအတွင်းမှာရှိတဲ့လူငယ်များကိုဆက်တက်ကပေါ်တာဆွဲဖမ်းဆီးရန်သတင်းပေးခဲ့တယ်လို့သိရပါတယ်။အခုလိုသတင်းပေးပြီးတဲ့နောက်အကြမ်းဖက်ဆက်ကောင်စီတပ်သားများကကြေးရွာအတွင်းကိုရောက်ရှိလာပြီးတော့အသက်15နှစ်အရွယ်ဖိုးတာထူးအပါဝင်လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလုံလူငယ်များဖမ်းဆီးခံရပြီးတဲ့နောက်မှာမိဘဆွေမျိုးများနဲ့မိသားစုဝင်တွေကအကြမ်းဖက်စစ်တပ်ထံကိုလိုက်ပြီးတော့ဖိုးတာထူးဟာအသက်မပြည့်သေးကြောင်းပြောဆိုပြီးတော့ငွေကျပ်3040နဲ့ရွေးထုတ်ခဲ့ရတယ်လို့သိရပါတယ်။တင်တော်ရိုးရွာကတန့်စင်နိုင်ကသတင်းပေးတိုင်ကြားလို့ဒီဇမလ12ရက်နေ့ညပိုင်းကစစ်ခွေးတွေကနေအိမ်ပေါ်အထိတက်ပြီးတော့ပေါ်တာဆွဲတာဖိုးတာထူးဆိုတဲ့အသက်15နှစ်အရွယ်ကောင်လေးက PDF နဲ့ပတ်သက်တယ်ဆိုပြီးတော့ တန့်စင်နိုင်ကတရင်ပေးလို့စစ်ခွေးတွေကချက်ချင်းရောက်လာပြီးနေအိမ်ထဲကိုဝင်ဆွဲတာပတ်စံ340ပေးလိုက်မှအသက်မပြည့်သေးလို့ဆိုပြီးတော့ပြန်လှုပ်ပေးလိုက်တယ်နောက်ပြီးတော့စစ်ခွေးတွေကလမ်းမှာစောင့်ဖမ်းတာရောအိမ်ပေါ်တက်ပြီးတော့ပေါ်တာဆွဲတာရောနဲ့ဆိုရင်ဖမ်းဆီးခံရတဲ့လူငယ်၁၀ဦးကျော်ရှိပါတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ်အလားတူပဲပဲခူးတိုင်းရေတာရှိမြို့နယ်မြို့လာမြို့အမှန်၄ချောင်းမကြီးတည့်ရက်ကွာမှာ အကြမ်းဖက်ဆက်တဲ့တရင်ပေစောလွင်ကြည်ဝင်းတဲ့ညီညီဆိုသူတို့ကမြို့ပေါ်ရက်ကွက်များအတွဲမှာလူငယ်များတိန့်ဆောင်နေတဲ့နေအိမ်နေစီကနေပြီးတော့တအိမ်ကိုငွေကျပ်နှစ်သိန်းခွဲလိုက်လံကောက်ခံနေတယ်လို့သိရပါတယ်။၎င်းတို့တောင်းခံတဲ့ငွေကြေးမပေးနိုင်ပါကနေအိမ်များကိုအကြမ်းဖက်ဆက်တဲ့က ချိတ်ပိတ်မှုများကိုလှုပ်ဆောင်ခိုင်းမယ်ဆိုပြီးတော့ချိန်ချောက်နေတယ်လို့သိရပါတယ်မြို့လာမြို့ကစစ်ခွေးသတင်းပေးစောလွင်ကြည်ဝင်းနဲ့ညီညီတို့ကတောင်းရမ်းနေပါတယ်လူငယ်တွေအိမ်မှာမရှိဘူးဆိုရင်တယောက်ကိုငွေနှစ်သိန်းခွဲပေးရမယ်ဆိုပြီးတော့စစ်ခွေးတွေကအတင်းအဓမ္မလိုက်လံတောင်းခံနေတယ်ပြည်သူတွေခမရတော်တော်ဒုက္ခရောက်နေကြတယ်ဗျာသူတို့တောင်းတဲ့ပတ်ဆက်မပေးရင်လေအိမ်လိမ့်စာကိုစစ်တပ်ကိုပေးပြီးတော့ချိတ်ပိတ်ခိုင်းမယ်လို့ချိန်ချောက်နေတယ်လို့ဒေသခံပြည်သူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခမအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ